ထံပညာဝါဒအကြောင်းမေးတာပေါ့နော်အကျိုးကြီးမှအကြောင်းအဲ့ဒါကြံကိုရှိမရှိပေါ့လင်္ကာလေးနဲ့ဥမာပေးပြီးတော့ဒီလိုပဲနားလဲပါအဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကပဋ္ဌာန်းဒေသနာတော်မှာပညာဝါဒမှာမဟုတ်အခြားဝါဒတွေအများကြီးရှိရဗျာနော်ပါလင်ကားဖြင့်ပညာဝါဒ ပူဆော်ရခြင်းအကျိုးကို ဖော်ပြခြင်းမှာကျန်းကိုအထောက်အထားရှိနိုင်မှာကကျောင်းကျိုးဖော်ပြဆွေးနွေးစီလိုပါသည်တဲ့ပညာဝါရာ ဝင်ဘကကိုနိညာမချ49ရက်ပွားကမန္တန်ဝိဆာလူမှာထင်ရှားဖြစ်တုံညာဤတနေ့တခါရွဆိုပါမူတာယာကင်းပြောက်နမနှောင်းနိုင်အပြိုင်ဟူသည်။နိုင်ကုန်ကြဤထုံမတဖန်မှိုင်းခံတွင်သာပီစွာရှိကူမွန်ထုံးကျူးလျက်တိတ်တီထက်ဤ ရွတ်လျက်မှန်ကားကိုကျိန်သားလင်တိမ်မာဝင်၍ရှင်ကမဝါစာရွတ်ပြီးခါတော့တကိုးအနန္တတိတ်တီရာ၍ပြာချတော့ပါဆက်နှပြတကိုးဒီရီတိုတို့ဆုံးမျိုးပယောကလွန်နိုင်လာ၏ပညာဝါရအကျော်ဖျားရှင်နှုတ်ကပတ်တော်ဆိုပြီးတော့အကောက်နမဲဥတင်ဝေကနေမြင်းမြန်းထားရဖြစ်ပါရဲ့ဆရာပဋ္ဌာန်းပညာဝါရအကျော်မေးတာပေါ့နော်အကျိုးကြီးမှအကျော် အဲ့ဒါကြံကိုရှိမရှိပေါ့လင်္ကာလေးနဲ့ဥမာပေးပြီးတော့ဒီလိုပဲနားလဲပါတယ်အဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကပဋ္ဌာန်းဒေသနာတော်မှာပညာဝါဒမှာမဟုတ်အခြားဝါဒတွေအများကြီးရှိရဗျာနော်ပဋိစ္စဝါဒလည်းရှိတယ်သင်္ချာဝါဒရှိတယ်ဆဝါဒရှိအများကြီးရှိတယ်နောက်ပစ္စနိဆိုတဲ့တရားတွေလည်းရှိသေးတယ်အဲ့တော့ဆိုလိုတာကပညာဝါဒကိုဘာကြောင့်အထူးပြုပြောနေကြလဲလို့ဆိုတော့ပညာဝါဒကရွတ်ဆိုရတာလည်းလွယ်ကူတယ်တာယနာပြောွယ်လည်းရှိတယ်ဂျီနူးွယ်လည်းရှိတယ်အတန်လည်းတာတယ်ပေါ့ဗျာအဲ့ဒါလေးရွတ်ချင်း အဲ့တော့တနည်းပြောရင်တော့ခေတ်စကားနဲ့ပြောရင်လူကြိုက်များတယ်ပေါ့အဲ့ဒီအကြောင်းလေးကြောင့်အခုဒီမှာခုနကလင်္ကာရေးဆက်တဲ့ပုံကိုယ်စီပြင်လဲပြန်ကြည့်ရင်ဟိုတိုက်လုံးတဲ့သူထဲမှာပါလောက်တယ်။ဘာကြောင့်လဲလို့ဆိုတော့သူ့လင်္ကာထဲမှာအမွန်းတင်ထားတာရှိတယ်နော်။သိတိတို့အိတ်တီတို့စသဖြင့်လော့ဂီအချိုးတွေမိုးမောအောင်ပြောပြထားတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဖြေချလို့လာကတော့ဟိုပဋ္ဌာန်းဒေသနာတော်မြတ်က အာယုံတရားပေါ့။ရွတ်ဆိုပြီးတော့နှလုံးသွင်းတဲ့ပုံစံတွေကအာရမဏိကအစ္ဆဒါဟောပဲဟိတာပေါ့။အဲ့တော့ပဋ္ဌာန်းကငကိုရေကဆွမ်းမိတာဗျာ။နော်ဘာဝရဘာဝရမှမဟုတ်ဘူး။ငကိုရေကဆွမ်းပြီးတာအဆွမ်းရှိပြီလား။အာယုံတရားနော်။အဲ့တော့အဲ့ဒီအာယုံတရားပေါ်မှာကြက်စားတဲ့နားလည်နိုင်စွမ်းပေါ့။ခေစကားနဲ့ဆို absorb လုပ်နိုင်တဲ့ပုံစံရဲ့အရေးချင်းပေါ်မူတည်ပြီးတော့အကျိုးကြီးမားတာဖြစ်တာပဲ။ဟိုပဋ္ဌာန်းကြောင့်မဟုတ်ဘူးနော်။ပဋ္ဌာန်းကဆွမ်းမိတာ။ဒီဘက်ကအကျိုးကျေးဇူးတွေကြီးတယ်မကြီးဘူးငယ်တယ်ဆိုတာ ရွတ်ဖက်ပူဇော်သူတွေလိုက်နာကျင့်သုံးသူတွေနားလည်နိုင်တဲ့သူတွေရဲ့အစွမ်းဟာမူတည်တဲ့အဓိကဥပမာလေးကျွန်တော်တခုပြောမယ်နော်ထင်ရှားအောင်ပါဥပမာရက်ထဲရာထဲမှာတာမန်အဖင့်သွာလာနေတဲ့လူတစ်ယောက် ਨੇ ကျွန်တော် ਨੇ ပေါ့ဗျာဘသူပထမအောင်ဘူနားလည်လဲလို့မေးရင်ကျွန်တော်ဘူနားလည်မှာပေါ့အဲ့ဒါအကြောင်းရှိတယ်ဘာကြောင့်လဲနံပါတ်1ကပါရမီကွာသွားမယ်နံပါတ်2ကအချိန်ပေးနိုင်မှုကွာသွားမယ်ဒါကိုလေ့လာဖို့အတွက်နံပါတ်3ကတော့စူးစမ်းအထောက်အမှုပဲဒီ3ခုကွာသွားတာဒါကြောင့်ကျွန်တော်တာတယ်လို့ပြောတာ ဒါပြင်ကျွန်တော်ဆက်ပြောမယ်ကျွန်တော်နဲ့ဘာကျုပ်ဆရာတော်နဲ့ဆက်ရှင်ပြီမယ်ဘာကျုပ်ဆရာတော်သာသွားလိမ့်မယ်ဘာကြောင့်လဲပါရမီချိန်ပေးနိုင်မှုကြိုးစားအထုံးမှုပဲဒါပြင်ကျွန်တော်ဆက်ပြောမယ်ဘာကျုပ်ဆရာတော်နဲ့ဆရာတော်ဥပုံနဲ့ကွာသွားပြန်ပြီဆရာတော်ဥပုံနဲ့အရှင်မဘုရဂောသနဲ့ကွာသွားပြန်ပြီအရှင်မဘုရဂောသထာဂရဆရာကြီးနဲ့ရှင်သာရိပုတ္တရာကွာသွားပြန်ပြီရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားရှင်အများကြီးကွာပဋ္ဌာန်းဒီပဋ္ဌာန်းပဲ ဟေတုဟေတုတံမြုဒ္ဒကနံဓမ္မနံစလုံးပေါင်းလည်းမပြောင်းအတန်တွက်လည်းမပြောင်းဒီတိုင်းပဲအကျိုးကျေးဇူးတွေကပါလဲဆိုနားလည်နိုင်တဲ့စွမ်းအားဒီပုံမှာအကျိုးကြီးမှသွားတာဒီတော့အနည်းချုပ်ပြင်မယ်ဆိုရင်ပထမကိုရမဲမရှာတဲ့ပုဂ္ဂိုလ်ကိုသာစီစဲလို့ဒါလေးပဲဖြစ်ကြတယ်သင်ဟာခမယမေတ္တာဘာဝနာမှတဆင့်ဝိပဿနာကိုကုလို့ရပါသလားခမယရရင်နီးလန်းလေးညွှန်ပြပေးစီလိုပါရဲ့ခမယဆိုပြီးတော့ဒါအကောင့်ပိုင်ရှင်မင်းခန့်ကျော်ကနေပြီးတော့မင်းမြန်ထားတာပဲဖြစ်ပါတယ် မေတ္တာဘာဝနာကနေဝိပဿနာကူးခြင်းရယ်လူရင်းတူဆင်းနဲ့ပြောမှာပေါ့နော်တဲ့တဲ့တွေးပါထဲ့ထဲ့မတွေးပါနဲ့ဒါပဲဖြစ်ရဆိုလိုတာကမေတ္တာဘာဝနာပွားရင်သိမှာပေါ့အားလုံးသဗ္ဗေသတ္တာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယာပဏာသဗ္ဗေအိတိယောသဗ္ဗေဘုဒ္ဓသောသဗ္ဗေအရိယာသဗ္ဗေအနာရိယာသဗ္ဗေဒေဝသဗ္ဗေမနုဿာသဗ္ဗေဝိနိပါတိကဒီလိုဆိုရတယ်လေရည်စူးပြီးပို့ရတယ်လေအယဉ်ဉာဏ်ရည်ရောအဲ့ဒါပါလဲလို့ဆိုရင်ထဲ့ထဲ့တွေးထားတာနော် ပုဂ္ဂိုလ်တွေတတ္တဝါတွေယောက်ျားတွေမိန်းမတွေအတ္တဘာဝတွေမဟုတ်တာတွေအရိယာတွေအရိယာမဟုတ်တာတွေဆိုတာထဲထဲတွေးတာလားအဲ့ဒါကိုထဲထဲမတွေးနဲ့လို့ပြောတာပေါ့ဝိပဿနာပြောင်းမယ်ဆိုတာဒါဖြစ်ရင်ထဲထဲမတွေးနဲ့တဲထဲတွေးတာဘာလဲဆိုရင်တခုပဲရှိတယ်ဣတိရူပံဣတိနာမံအဲ့တဲထဲတွေးတာဣယာစီကယုတ်ဣယာစီကနံတလောကလုံးမှာရှိတာယုံနဲ့နှစ်ပါးပဲရှိတယ်အဲ့ဒါတဲထဲတွေးတာပဲအဲ့ဒီတဲထဲတွေးတော့ဘာအကျိုးကျေးဇူးများလဲလို့ဆိုတော့ဣတိရူပံဣတိရူပတသမှုရောဣတိရူပတအထင်ကမော် တ်တွေ့တာမယ်နော်နောက်တစ်ခါဣတိနာမံဣတိနာမတ္တသမှုရောဣတိနာမတ္တအထင်ကမောပေါ့နော်အဲ့တော့ယုတ်တရားနန္တရားတွေရဲ့ဖြစ်ခြင်းကိုလည်းသိရမယ်ပြည့်ခြင်းကိုလည်းသိရမယ်ဒါထက်ပြီးတော့သိသွားတာတဲ့တဲ့တွေ့လို့နောက်ဆုံးတော့ဘယ်လက္ခဏာမှာညီကုန်းချုပ်လဲဆိုတော့တလောကလုံးမှာရှိတဲ့လောကီနဲ့ပတ်သက်တဲ့သင်္ခါရတရားတွေမှန်သမျှအလုံးဒီဥပ္ပိစိတ်တော်နိရောဇန်တိဒါပဲဒီထက်ဘာမှသိကြမရှိဥပ္ပိစိတ်တော်ဖြစ်ပြီးဒီနောက်နိရောဇန်တိချုပ်ပြောက်သွားကြကုန် ။တဆန်ကြီးမြတ်ရွေ့မသွားဘူးပရမတ္ထတရားကြီးဖြစ်ရမှလည်းမချုပ်သွားရင်အဲ့ဒါတဲ့တဲ့တွေးတာ။ခုနကသဗ္ဗေသတ္တမေတ္တာဘာဝနာကထဲ့ထဲ့တွေးတာ။ဒါကြောင့်မေကွန်းထဲမှာမေတ္တာဘာဝနာကနေဝိပဿနာကိုကူးခြင်းဘယ်လိုကူးမလဲဆိုရင်တဲ့တဲ့တွေးပါထဲ့ထဲ့မတွေးပါနဲ့ဒါပါပဲနော်။